လက်နက်ကင်သွန်လိုင်းရဲ့မှာခက်ခဲကြတဲ့ပေမဲ့ဆက်အနာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့အဆိုပါလမ်းကိုရွေ့ချယ်ခဲ့ရကြောင်းအနာရှင်ကိုတော်လှန်တဲ့မြစ်တီလောက်ရကုံစုမန်တရားအတွက်ဖြစ်တယ်လို့မြို့သားညီညွတ်ရေးဆိုရအယူကြီးရဲ့ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးနိုင်ကောက်တော်ကပြောပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခြင်း၄နှစ်ပြည့်ပြေပို့တဲ့တဝန်လာမှာဖော်ပြထားတာဖြစ်ပြီးတော်လှန်ရေး၄နှစ်တာအတွင်းတက်ပေးသွားတဲ့ရေးပေါ်အလုံးလင်းဒီပြူချောင်းတိုင်းပြည်နဲ့ပြည်သူအတွက်ပက်ထရယ်ဒီမိုကရေစီပန်းနိုင်ရောက်တဲ့အထိကြံရှိတဲ့တော်လှန်ရေးတပ်ဝန်ကိုဆက်လက်တာဝန်ထမ်းဆောင်သွားကြမယ်လို့သူကပြောကြားထားပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလရက်ဆက်အနာတိုင်းမှုနောက်ပိုင်းစက်ကျင်စံသပြမှုနဲ့တူလူငယ်များစွာလက်နက်ကင်တော်လှန်ရေးလမ်းကြောင်းကိုရွေးချယ်ခဲ့ကြပြီး ်မေလ9ရက်နေ့မှာပြည်သူ့ကာကွယ်တပ်မတော် PDF ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။မိမိတို့ဟာတိုင်းပြည်သူဝန်စစ်စင်ရေးနေမြေတွေဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်းစနစ်ကျတဲ့ဖွဲ့စည်းအောက်ချုပ်ပုံတွေနဲ့ပြည်သူ့တပ်မတော်တရဖြစ်ဖို့စူးစမ်းနေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်။ငါတို့ PDF တွေရဲ့အောင်ပွဲတွေဟာပြည်သူ့အောင်ပွဲတော်လှန်ရေးအောင်ပွဲတွေပဲဖြစ်တယ်။ပြည်သူ့ကာကွယ်တပ်မတော် PDFR တတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီးစစ်စင်ရေးနယ်မြေတွေ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်သလိုစနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ပြည်သူတပ်မတော်တရဖြစ်အောင်ကြိုးစားအကောင်အထည်ဖော်နေတာကိုတွေ့နေရတယ်။မိမိတို့နဲ့အတူစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ခဲ့ကြတဲ့တရင်သားတွေနဲ့ခိုင်ဖွဲ့စည်းတွေဒေသကာဝေးရေးတပ်ဖွဲ့တွေကိုလည်းကျေးဇူးတင်ရှိကြောင်းမှဝေးခိုင်တန်းကပြောပါတယ်။ PDF တွေကိုရင်းကတရင်သားတွေနဲ့ခိုင်ဖွဲ့စည်းတွေကကူညီခဲ့ကြကြောင်းလက်ရှိမှာမိမိကိုယ်ကိုယုံကြည်မှုတွေရှိလာပြီးဖြစ်တယ်လို့မြန်မာနိုင်ငံရေးလှတုံးတပ်သူတုတ်တာလှကျော်စောကပြောပါတယ်။ တို့အနေနဲ့ဟိုစိတ်ကြအရာလေအဲစိတ်ကြအရာကအစတုန်းကတော့ဟိုပုပ်ပုပ်ကိုမယုံမရဲတွေဖြစ်မှာပေါ့ဒါပေမဲ့ခုအခုကြည့်ရတာတော့မိမိကိုမိမိယုံကြည်စိတ်ကလေးတွေရှိလာကြပြီထင်တယ်ဒါအကြီးကျယ်အောင်မြင်မှုလေးရနောက်တစ်ခုကပြည်သူလူထုရဲ့ထောက်ခံမှုလေအဲပြည်သူလူထုရဲ့ထောက်ခံမှုလေးတွေရတယ်အဲ့တော့ PDF ချိန်မှာ အားနည်းချက်မရှိဘူးလားဆိုတော့အားနည်းချက်တွေလည်းရှိတော့ရှိတာပေါ့ဗျာကျမတို့ဘဂဝတ္တတွေတောင်မှနှစ်ပေါင်းများစွာတိဆောက်ခါတောင်မှအားနည်းချက်တွေရှိသေးတာသို့မှလည်းရှိနေတာပေါ့ဒါပေမဲ့ကျမရှိတယ်ပြည်သူလူထုပေါ်မှာထားရှိတဲ့မေတ္တာစေတနာ တော်တော်ခိုင်မာပုံရတယ်ဗျအဲဒါတစ်ခုကသူတို့ကိုကိုကိုယုံကြည်ချက်ရှိတာဒုတိယကပြည်သူလူထုပေါ်ထားရှိတဲ့စီနာဒါတွေအားလုံးကသူတို့ကိုပုံပုံပြီးတော့အဲဘယ်လိုခေါ်လဲအောင်မြင်တဲ့လမ်းလေးပေါ်ရောက်အောင်တုံ့ပြန်ပေးလိုက်တယ်ခင်ဗျလက်ရှိမှာ PDF တပ်ဖွဲ့တွေဟာတရင်သားလက်နက်ကင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုစတင်တိုက်ခိုက်တာရှိနေတယ်လို့နိုင်ငံဝန်ပြည်သူ့ကာကွယ်တပ်မတော် PDF တိုင်ရင်ပေါင်း316ရင်းနဲ့ဖွဲ့စည်းထားနိုင်တယ်လို့သိရပါတယ်ခင်ဗျာ